ော့ DNA ကြီးအလည်းပဲသူတို့ကိုပဲလွှဲမှာလားစက္ကစာကိုပဲစောက်ပြီးတော့လွှဲမှာလားအတီးရလေးနဲ့သူတို့ဒီကမန်လေး PDF လို့မန်လေးဘက်ကပါလို့လို့အဲ့လိုတက်တည်နေရောဘလို့ရှင်းရမှာလဲဒီနေ့အဖြစ် NUG ကိုလည်းစတင်တာပဲ NUG ကဒီတစ်ခါအကြီးအကျယ်ဆုံးစတင်ခံရမှာပဲလေတိုင်းမတိုင်း wait for no man ဆိုအချိန်နဲ့ဒီရည်ဒီလိုမဆောင်ဆိုလောက်တာကြီးအရင်နောက်ကြတယ်ဗျာသူဝင်းနေတာလေအဲ့ဒါလေးကြောင့်မလို့အချိန်ကြီးအများကြီးကုန်သွားတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ DNAA နဲ့စစ်ကောင်မရှင်တက်တို့အပြည့်ရဆဲပြီးနောက် NUG ရဲ့အခြေအနေကိုဆရာဦးကြီးမြင့်တုံ့တက်ပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါဦးခင်ဗျာဆရာဦးကြီးမြင့်ခင်ဗျာကျွန်တော်တို့ TNL တအောင်ဖွင့်နေဒီစစ်ကောင်မရှင်တို့ကြားမှာပေါ့နော်ဟိုအပြည့်ရရေးသဘောတူညီချက်ပြီးခဲ့တဲ့ဂျပန်ကသူတို့တရုတ်ကဂျာဝင်မှုနဲ့ကုမင်းမှာလက်မှတ်ရေးထိုးလိုက်ပြီလို့သိရပါတယ်ဂျာဝင်လက် TNL ကတရားဝင်ကြေညာပါတယ်သူတို့ကြေညာချက်ထွက်တယ်ဆိုအဲ့ဒီမှာကအပြည့်ရပြင်မဲ့လို့ဒီမိုးကုန်းနဲ့မိုးမိတ်ကိုပေါ့နော် ဒီစစ်ကောင်မရှင်ကိုပြန်ပြီးတော့သူတို့လွှတ်ပြောင်းပေးရမယ်အဲ့ဒီလိုလဲပါပါတယ်အဲအဲ့တော့အခုကစပြီ29ရက်နေ့ကစပြီးတော့တစ်ဖက်နဲ့တစ်ဖက်လုံးဝမပြရတော့ဘူးစစ်ကော်မရှင်ကလည်းဘုံကျဲတာလက်နက်ကြီးရဲ့ဖြစ်တာတွေလုံးဝမလုပ်ရတော့ဘူးအဲ့လိုမျိုးတွေ့ရပါတယ်အဲ့တော့အဓိကတော့မိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးလိုက်ရတာတော့ဒါတော်တော်လေးပြောကြဆိုကြတဲ့တည်င်းဖြစ်တာပေါ့ဒါနဲ့ပတ်သက်ပြီးဆရာဗားရီများဟိုကြားသိထားလဲပြဒီအတိုင်းဝိုင်းကြားမှာပေါ့နော်ဟိုစစ်ဖက်ဆိုင်ရာအတိုင်းဝိုင်းပဲဖြစ်ဖြစ်တာမှလူမှုဘဝမှာပဲဖြစ်ဖြစ်နိုင်ငံရေးအတိုင်းဝိုင်းမှာဖြစ်ဖြစ်ဘယ်လိုမျိုးကြားသိရလဲဆရာအဲ့ဒါအရင်ဆုံးဆရာသိတဲ့မြအနေနဲ့ပြောပြပေးပါ ကျွန်တော်အချုပ်ပြောရရင်တော့ NUG အထက်ပိုင်းပေါ့ဗျာအထက်ပိုင်းမှတပါပေါ့ NUG အထက်ပိုင်းကဘာမှပြောဘူးနော်အဲ့အထက်ပိုင်းမှတပါအားလုံးနေပဲဆုံးစစ်ဖက်နေပဲအရက်ဖက်အားလုံးကတော့စိတ်မကုန်ပြကြတယ်စိတ်ထိခိုက်ကြတယ်ဒီပေါ်မှာပေါ့အဲ့လိုစပြောချင်ပါတယ်ဆိုအခုလောလောဆယ်ဟိုဘာကြောင့်လို့ထင်လဲအခုတတိသဘောထားမထွက်သေးတာဆရာဟိုသူတို့ policy မှာကိုဟိုအလေးနဲ့မရှိပါဘူးဒီမှာမှတည်းပတ်သက်လာတယ်အလေးနဲ့ရှိတယ်လို့နှုတ်နဲ့အမူအရာကပြောကောင်းပြောသားလည်းပဲ စိတ်ထဲမှာတော့တကယ်မရှိဘူးဆိုတာဒီနေရာမှာထင်ရှားတာပေါ့။ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုတဲ့အခါကျတော့သူတို့အစတွေကအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ချလိုက်တာမှာကီးဘုတ်စီကိုသူတို့ပဲယူတယ်။ NLD တွေပဲယူတယ်။နောက်တစ်ခါဒီကြားထဲမှာလည်းပဲ KNY တို့ဖွဲ့မျိုးကြီးတွေကထွက်သွားတယ်ပေါ့နော်။ NUPC တွေကတော့ရခိုင်ကလည်းသူတို့နဲ့ပတ်သက်မှာမပြတ်သဘောထားတယ်။ TLN တွေတို့ MND တို့လား KNY တို့အားလုံးကမှာမပြတ်သဘောထားတယ်။သူတို့ကိုလက်တွဲပေါ်လက်တွဲပဲအတိအမြဲပေါ်တဲ့သဘောမထားဘူး။သူတို့ကလည်းပဲသူတို့ရဲ့မူဟောင်းကြီးပေါ့ဗျာ။ ငါတို့ကငါအောင်ပဲငါကနေအပေါ်ကနေစီမံခန့်ခွဲမယ်ဆိုရင်ဟာကြီးကအသေးဆိုးရနေတယ်တို့မှာနောက်တစ်ချက်ကလည်းဒေါစုနဲ့ဥမင်းမပါပဲနဲ့ NLD လူကြီးတွေမစုံမဲနဲ့ဘာဆုံးဖြတ်ချက်မှမချနိုင်ဘူးဆိုတာကြီးကအတိလင်းပြောတာနော်အဲသူတို့ကဒါနဲ့ပတ်သက်လို့ဟလာပြည်နေမြေတွေဆိုပြီးတော့ဝင်ပြီးတော့ကြွားလုံးထုတ်တယ်ပေါ့ဗျာဒီသေးကြီးညာပြီးရဲ့နောက်ရန်သူဘက်ကဘလောက်ကြဆုံသွားပြီဆိုတာဒီသေးကဘယ်တော့မှတိုက်ခဲ့လို့လဲဗျာအဲအဲ့လူတွေပေါ့ဗျာကြွားလုံးထုတ်တဲ့နေရာတွေမှာ အဲ့ဒီလုပ်တွေပဲသူတို့တာယာနေတယ်အခုဘမောမှာတန့်နေတယ်ဘမောတိုက်ပွဲကြီးတန့်နေတယ်အေရကျောက်ပြူတိုက်ပွဲကြီးတန့်တယ်စစ်တွေတိုက်ပွဲကြီးတန့်နေတယ်တို့ကအခုကြားမှာလည်းပဲမြို့နယ်တွေအများကြီးဆုံးရှုံးတာတွေရှိတယ်အဲ့ဒီနယ်ပတ်သက်လို့သဘောထားမှုပြအောင်အခုလည်းပဲ TNL ကဒီလိုမိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးလိုက်တယ်ဆိုတဲ့ကိစ္စမျိုးတွေလာနောင်ချိုတီဘောကျောက်မဲပြန်ပေးလိုက်တဲ့ကိစ္စတွေပေါ်မှာဒီထိပ်ပိုင်းကတော့အမှမစိတ်ထိခိုက်တဲ့သဘောထားမှုပြအောင်အဲ့ဒီအတွက်လည်းပဲသူတို့ ဘလူးဒေါ်လာကြီးမှာနေ့နာဆုံးရှုံးသွားတယ်လို့လေသူတို့မခံယူအရှိသမျှလေးပုံမှာပဲငါတို့တင်ကြတယ်ငါတို့တင်ကြတာပဲလုပ်နေတယ်အဲ့ဒါပဲမြင်ရတယ်ဗျာနော်ဒါပေမဲ့ဆရာဟိုအခုဒီလိုမျိုးကြင်ညာချက်ထွက်လာတဲ့သဘောတူလိုက်ပြီဆိုအပြစ်ခတ်ရက်ဆဲပြီဆိုပြီးအဲ့ဒီနေ့မှာပဲအခုမန္တလေး PDF ကနောက်ပြီးတော့မိုးကုတ်ဘယူဟာရယ်အခုဆိုရင်ကျွန်တော်တို့မြင်းကြံပေါ့နော်မြင်းကြံ ကလည်းဟိုထုတ်လာတယ်တော်လိုင်းတက်ပွဲတွေကဟိုထိချုပ်ထားတဲ့ဟာတွေကိုပြန်ပြီးတော့လက်မလွှတ်ရေးသူတို့ဟိုပြည်သူလူထုကိုဂရီးပြုတ်တယ်ဆက်ပြီးတော့တိုက်ဝါမယ်ပေါ့နော်ကျင်ညာချက်တွေထွက်ထားပါတယ်ဆိုတော့ဒီလိုမျိုးအောက်မှာတော့တက်ဖွဲ့တွေကတော့အဲ့လိုမျိုးအနေထားမျိုးရှိတယ်ဒါကတော့ဘယ်လောက်ဖြစ်နိုင်မလဲအဲ့ဒီပေါ်ကိုဆရာအနေနဲ့ဘယ်လိုမြင်လဲဗျဟိုပထမတော့ကျွန်တော်ကတော်တော်စိတ်မကောင်းဘူးဗျဘာဖြစ်လဲဆိုတော့ TNL အကြက်တဲဖြစ်နေတဲ့အခါမှာအရင်အကြက်တဲဖြစ်နေပြီ TNL ကမျိုးတွေလည်းပြန်ပေးနေရပြီအဲ့လိုပြန်ပေးနေရပြီအခုမိုးကုတ်ကိုလည်းချစ်တဲ့နေပေါ့ဝိုင်း ိတ်ဆို့နေပြီဆိုတဲ့အခါဒီမှာ NUG ကအဲ့ဒီမှာတွေကကျွန်တော်တို့ဘာကူညီပေးရမလဲလို့တိုးတိုးတို့မျိုးကျဲကျဲတမျိုးလုပ်ပြီးတော့ဝိုင်းကူတိုက်ပြရအဲ့ဒီကဝိုင်းကူတိုက်ပြရမှာဒီဘောနောင်ချူကြောင်းမဲဒီမှာဝိုင်းကူဝိုင်းကူတိုက်ပြရမှာအဲ့မှာတို့ကန်းလန်းတာလဲမကြောက်ကူတိုက်ပြတယ်လို့လည်းမကြောက်အောင်အဲ့ကြောင်မှာကျွန်တော်တို့ရေးလိုက်သေးတယ်ဟိုတခိုးပြေးမှထိုးခွင်ကမှလာထားနေတယ်ဆိုပြီးတော့ဒါကတော့ဘာမှမပါဘူးကျွန်တော်ကမခံနိုင်လို့ပါတိုးတော့လဲခုလိုမန္တလေး PDF ကဒီလိုထုတ်ပြန်လာတယ်နောက်မိုးကူပကပါထုတ်ပြန်ကြီးညာလာတဲ့အပေါ်မှာ DNA အဖြစ်ထည့်ရစေပြီးနောက်မဟာမိတ် PDF တက်တွေကရရှိထားသည့်ထိန်းချုပ်နယ်များကိုဆက်လက်ကာကွယ်မယ်လို့ကြေညာတောင်းတက် DNLA ကစစ်တပ်နဲ့အပြစ်ခတ်ရစဲရေးသဘောတူလက်မှတ်ရေးထိုးမှုတစ်ခုကိုမနေ့ကအောက်တိုဘာလ26ရက်နေ့မှာကြေညာခဲ့ပြီးတဲ့နောက်လက်တွဲနေတဲ့မဟာမိတ် PDF တပ်တွေကကြေညာချက်အသီးသီးထုတ်ပြန်လာခဲ့ပါတယ်2029စစ်စင်ရေးတွေအတွင်းမှာလက်တွဲခဲ့တဲ့မိုးကုတ်ပြူဟာနဲ့မန္တလေး PDF တပ်တို့ဟာရည်မှန်းထားတဲ့ Federal Democracy ရရှိရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ကြေညာလာကြပါတယ် တအောင်တက်နဲ့စစ်တပ်တို့ကြားအပြစ်ခက်ရစဲရေးသဘောတူညီမှုနဲ့တူမိုးကုံမျိုးနဲ့မိုးမိတ်မျိုးတွေစီကနေ TNA ကစုခွာမဲ့အကြောင်းလဲပါဝင်ပါတယ်။မိုးကုံမျိုးတိမ့်တိုက်ပွဲအတွင်း TNA နဲ့အတူပါဝင်ခဲ့တဲ့မိုးကုံဖြူဟာကတော်လန်ရေးခီးမှာအချိုးကွေတွေဂျုံနေရပေမဲ့လည်းအောင်မြင်တဲ့အထိဆက်လက်တိုက်သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပလောင်တက်တွေကတော့စုံမယ်လို့မနေကသတင်းတွေမှာကြည့်လိုက်ရတယ်။မိုးကုတ်ထဲကိုရောက်နေတဲ့တရုတ်ကားတွေလည်းတဖြည်းဖြည်းထွက်တော်တာပလောင်ကတော့စုံမယ်ပြောတာကလေးတွေကတော့သူတို့မစုပ်ဘူးဆိုပြီးတော့ဒီမှာသတင်းတွေပြန်ကြားနေရတယ်လို့မိုးကုတ်မြို့ခံတဦးကပြောပါတယ်။မန္တလေးဒေသတွေမှာ DNLA ရဲ့အကူအညီတွေနဲ့စင်ကူးမျိုးနဲ့တပိတ်ချင်းမျိုးနဲ့တကောင်းမျိုးတို့ကိုတင်ပိုက်ခဲ့တဲ့ MNPDF တပ်ဖွဲ့တွေကလည်းထိန်းချုပ်နေမြေတွေကိုဆက်လက်ကာကွယ်ဖို့မိဖက်ဒေါ်လာရေးတပ်တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ် DNA တက်ဆုံမဲ့မိုးကုံမျိုးနဲ့မိုးမိတ်မျိုးအပါအဝင်တပိတ်ချင်းစင်ကူးတကောင်းနဲ့မတရားမျိုးနဲ့တွင်းကကြေးရွာအများစုတွေကို2029ဆစ်စင်ရေးဒုတိယအပိုင်းဖြစ်တဲ့2024ခုနှစ်နှစ်လယ်မှာတင်ပိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။လက်ရှိမှာစစ်တပ်ကတပိတ်ချင်းမျိုးကိုပြန်လည်ထိန်းချုပ်ထားပြီးမိုးကုံမန္တလေးလမ်းပိုင်းပေါ်ကအရေးပါတဲ့ဖော်တော်လမ်းခွဲကိုပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။တော်တော်ကြီးနဲ့ပါအောက်ချီတွေတော့တော်တော်ကြီးနဲ့တယ်။ပြည်သူတရလုံးကလည်းဝန်တာနေကြတယ်။တော်လိုင်းဖွဲ့စည်းတွေကလည်းဝန်တာကြတယ်။ အဲ့လိုဝင်သားကြတဲ့အထဲမှာအခုမြင်းညာဘုံဘိုက်ခဲတို့တို့တော်လိုင်းအစင်လာကောင်းတဲ့အဖွဲ့တွေကလည်းပြောလာတယ်မောင်ဆောင်ခါလည်းကျွန်တော်တို့အတူရက်တည်ပါမယ်ဆိုတာပြောပြီးအခြားအဖွဲ့တွေကလည်းတော်တော်များများကျွန်တော်သိလာပါလားတော်လိုင်းအဖွဲ့တွေကလည်းဝိုင်းပြောကြပြီပေါ့ဗျာအဲ့ဒါတော့တော်တော်ကြီးနှက်ဆရာကောင်းတယ်အားရဆရာကောင်းတယ်လည်းတွေ့ပါတယ်ကျွန်တော်ကဒီသဘောတရားကိုအစိုးရကြီးကကျွန်တော် Facebook မှာစက်တိုက်ရေးနေတာအဲ့တော့ကျွန်တော် interview တွေမှာလည်းစက်တိုက်ပြောနေတာအဲ့ဒါပါလဲဆို NU ထိပ်ပိုင်းကိုထားလိုက်တော့တိတ်ဝင်စားတော့နိုင်လဲမနိုင်တော့ဘူးလို့တို့ကျွန်တော်လည်းထင်တယ် အဲ့တော့အောက်ပိုင်းကြီးကတော့ဖောက်ထွက်တော့အညာဒေသကတက်တည်ရှိတယ်အများကြီးပဲနော် NUG လောက်လက်ခံမှုတက်တည်အောင်ဆောင်ခါတို့လို့ပြည်ရလို့လေးဇေယျလွင်းတို့လေးအများကြီးပါဗျာအဲ့တက်တည်ရနောက်တစ်ခါမန္တလေး PDF တို့လို့ပေါ့ဗျာတက်တည်ရနေပြီးတော့ဖောက်ထွက်ပြီးတော့စီးရုံရပါခင်ဗျားတို့အဲ့လိုကိုနီကိုဟန်နဲ့ဖောက်ထွက်ပြီးတော့ကုကန်စစ်ကိုလည်းတိုက်ထိုးစစ်ကိုလည်းဆင်းပြီးတော့မဟာမိတ်နေတဲ့လက်တွဲကြစီးရီးယားဥပမာယူကြစီးရီးယားဥပမာဒီလိုပဲ NUG လို့စုပေါင်းတက်ကြီးရှိတာပေါ့ဘူးဒီလိုပဲ ထူးချွန်တဲ့တက်တရားနဲ့တိုက်သွားပြီးတော့သူနေဓမ္မဆက်ကိုသိမ်းတာပဲအဲ့အနမူတာကိုယူပြီးတော့ခမဲလို့လည်းပဲအောက်ခြေတက်တရားစီယုံတာကိုလောက်ပါအပေါ်ကိုစောင့်မနေတော့အမိတ်ဒနာတောင်းနေတော့လို့ကျွန်တော်ဒီလိုကျင်းဖာများစွာပြောပြီးတဲ့ဟာအခုလက်တွေ့ဖြစ်လာတာအဲ့တော့အဲ့ဒါကိုကျွန်တော်ထောက်ပြပြီးတော့ဒီနေ့ပဲဆုံးမတွေစက်တိုက်တင်းနေပါတယ်အဲ့တော့အခုဒီတိုင်းထပ်ပြောလာလို့လည်းထပ်ပြောမယ်ဆိုရင်တို့ကအောင်မြင်စေချင်တယ်ပေါ့တော်တော်ဘယ်တော့လောက်အောင်မြင်မလဲဆိုတဲ့ခါကျတော့အခုကျွန်တော်ကြားသိရတဲ့သတင်းတွေကလက်နက်ကြီးတွေပါနေတယ်တော့မန္တလေး PDF ပဲလက်နက်ကြီးတွေ ပါနေတယ်ပေါ့ကျန်တဲ့ဟာတွေကတော့လက်လက်ကြီးတွေပါဖို့ဆိုတော့ဘုဂုပတ်ကောင်ပေါ့လက်လက်ကြီးတွေမရှိဘူးကျန်တဲ့တွေမှာလည်းမော်ဆောင်ကတော့ပါလိုက်တော့မသိဘူးပေါ့အဲ့လိုပါလာပို့ခုတည်းကတော့ရောက်မလာသေးဘူးသူပြောတယ်လက်လက်ကြီးတွေတော့ DNA တွေကလည်းပဲသူတို့ကိုပဲလွှဲမှာလားစက္ကစားကိုပဲစောင့်ပြီးတော့လွှဲမှာလား DNA တွေနဲ့သူတို့ဒီကမန်လေး PDF လို့မန်လေးပတ်ကပါတော့လို့အဲ့လိုတက်နေနေရောဘလို့ရှင်းရမှာလဲတော်တော်ဘာဖြစ်ဒေါ်လာရင်းအဖွဲ့တွေအားလုံးနဲ့ပြည်သူတွေကလုံးဝတော့မန်လေး PDF နဲ့ မိုးကုတ်ဘက်ကဘာကြီးညာချက်တွေပေါ့မှာနှစ်ထောင်အားရရှိတယ်လို့ကျွန်တော်ဒီလိုတော့လည်းတွေ့တွေ့ရပါတယ်တို့ကဘယ်လိုတော့အောင်မြင်နိုင်မလဲဆိုတဲ့ပုံမှာတော့ဒါစည်ရင်းနိုင်ငံရေးရနော်ဒါထပ်ပြောရမယ်အစ္စရေးဖြစ်ပါတယ်ဒီနေရာမှာဆရာအခုဒီမန္တလေး PDF တို့မိုးကုတ်ဘက်ကဘာကုတ်ဆိုတာက UNG MOD ရဲ့အောက်မှာပဲရှိတာလေဒါက UNG ရဲ့ဟို viewer အတိုင်းသူတို့ရဲ့အစီအစီမှန်တိုင်းတွားနေလို့ပြောလို့မရဘူးလားဘလို့ပဲဖြစ်ဖြစ် UNG ကတော့လောလောဆယ်ကြီးညာချက်မထွက်ဘူးဆိုတာတစုံတရာအကြောင်းရှိမယ်ဟိုလှုပ်ရှားနေရရှိလို့ဟိုလုံခြုံရေးအတွက်ဖြစ်ကောင်းလည်းဖြစ်နိုင်တယ်လေ ဆိုတော့ UNG အောက်မှာရှိနေတဲ့အဖွဲ့တွေလှုပ်ရှားမှုက UNG ရဲ့လှုပ်ရှားမှုလို့ပဲပြောလို့မရနိုင်ဘူးလားတခြားအဖွဲ့တွေပါလာဖို့ကြတဲ့အခါကျတော့ UNG ကအဲ့လိုဝန်ရောက်ဆော့ဖက်လို့ရှိရင်ပြတ်ပါပဲလေမော်မော်ဆော့ဖာတို့ပါလာမယ်ဘုံမိုက်ခဲတို့ပါလာမယ်တခြားအဖွဲ့တွေပါလာတဲ့အခါမှာမင်းတို့လားမရှုံနဲ့ငါတို့တိုက်ပြတိုက်ပွဲပဲလို့အဲ့လိုအပေါ်စည်းနဲ့ငါအောက်ဝင်ကြဆိုရင်ပြတ်ပါပဲအဲ့ဒါဆိုတော့ပြတ်ပါအဲ့တော့ကောင်းပြီမန္တလေး PDF ကဘာလို့ဝင်ရမှာလဲဆိုတော့အဲ့မန္တလေး PDF ခေါင်းဆောင်စိုးတီဟာဆို မို့တိမ်တော့သူကိုယ်ပါတယ်သူကိုယ်ဝင်သိမ်းတာမြို့လူထွက်တစ်ခဲနဲ့ကြိုးစူကြတယ်အဲ့တော့ NG ထက်ပင်းကဂျီနာဂျီနာကြိုက်ကြမကြိုက်ကြအဲ့ကောမန်လေးပြည်တယ်တိုက်ပါမယ်တိုက်ပါမယ်ဒီ NG ကိုထက်ပင်းကိုအသိပဲပေးတာသူတို့ကသူတို့ PDF တွေတိုက်ကြတာပဲဝင်တိုက်ကြတာပဲအသိခံကြတာပဲနော်စွန့်လွတ်ကြတာပဲသူတို့အသိပဲပေးတာလေဒီ NG နဲ့ TLN တို့နဲ့ MND တို့နဲ့ဟလာ AA တို့နဲ့ဆွေးနွေးတိုင်မြင်သဘောတူချက်နဲ့တက်တယ်လွတ်တာမဟုတ်ဘူးအဲ့ဒါလုံးဝမဟုတ်ဘူးအဲ့ဒါဝင်ကြွားတာ လုံးဝမဟုတ်ပါဘူးအဲ့ဒါကျွန်တော်ထပ်တလဲလဲပြောပါတယ်။တောင်ဒီကိစ္စမှာလည်းပဲသူတို့လုံနေတာတွေကိုကိုယ့်အကူလုံပြီးအထက်ကိုတင်ပြတော့အထက်ကလည်းပဲကန့်ကွက်လို့လည်းမကောင်းဘူး။ကိုယ့်ရဲ့လည်းကုန်ပဲ။နောက်တစ်ခုကဒါလည်းပဲသဘောမတူတဲ့ကြာမရှိဘူးဆိုပြီးတော့ဒီလိုလည်းပဲလူလည်းတစ်ဖက်ကလည်းမှတ်ယူနေပါတယ်နော်။โอเคအဲ့တော့ဆရာအနေနဲ့အရင်တော့ဝေဖန်သုံးသပ်မှုတွေမှာတွေ့ရတာ UNG အနေနဲ့စစ်နိုင်တိုက်ရေးပေါ့အဲ့အတွက်ဟိုနီနာပေါင်းစုံသုံးဖို့အားလုံးစုဖွဲ့ဖို့ဒါအကြံပြုခဲ့တာရှိတယ်ဆိုတော့အခုဟာက ညီနောက်၃ဘွဲ့မှာအခုကနှစ်ဖွဲ့ကဘာပဲပြောပြောရက်သွားတဲ့အနေထားဖြစ်တော့မှာဘူးဆိုတော့ဒီဥစ္စာကဟိုຫນွေဥတော်လန်ရေးကိုခုနဆရာဖြစ်စေချင်တာတွေကိုပို့ပြီးတော့အာရော့သွားစေမလားအဲ့ဒီပေါ်ကဆရာဘယ်လိုမျိုးမြင်လဲတိုင်းမတိုင်း wait for no man ဆိုအချိန်နဲ့တည်ရည်ဒီလူကိုမဆောင်ဆိုဒုက္ခတွေကအရင်နောက်ကြတယ်ဗျာသူဝင်းနေတာလေအဲ့ဒါလေးကြောင့်အချိန်ကြီးအများကြီးကုန်သွားတယ်ဒါကြောင့်မလို့တကယ်လက်တွဲပြီးတော့မဟာမိတ်တွေတက်ရမယ်နေရမှာလို့မဟာမိတ်တွေကလက်တွဲတွေကတော့မသိမသာပြုတ်ကုန်တာပေါ့နော်တေးရဝင်ချင်းကြမပြုတ်တော့လဲ အဲ့လိုပြုတ်ပြီးတကယ်လို့ဟလာရန်သူကလည်းပဲစက္ကဆာလည်းရန်သူကလည်းစူးစားတယ်တရုတ်ကလည်းသူ့ policy အောက်မှာသူ့လူတွေကိုပေါ့ဗျသူ့ဩစာရှိတဲ့လူတွေကိုကျွန်တော်တို့နဲ့လက်တွဲမအောင်မလိုလားဘူးအဲ့မှာအချိန်ကြီးကုန်းကုန်တာဗျအချိန်ကြီးအများကြီးကုန်းကုန်တာသို့တော်လည်းပဲကျွန်တော်အားရှိတာတော့ဗျကျွန်တော်လည်းအများအားပြေးတာအပေါ်ပိုင်းရဲ့အမိန့်တွေကိုနားထောင်နေတဲ့တော့အပေါ်ပိုင်းကဟာစောင့်နေနေအောက်ခြေတွေကပဲခင်ဗျားပူပေါင်းပြီးတော့လောက်ကြတော့စီးရီးယားဥမာထားပြီးတော့ဆိုတော့အောက်ခြေတွေကတော့ဥပပေါင်းပြီးတိုက်တာကြာပြီဗျခိုးစားတော့ဒီ NUG အောက်ပိုင်းဖွဲ့စည်းတွေကထဲထဲဝင်ပါလာပြီးတော့ ခြားတော်လိုင်းအဖွဲ့အစည်းတွေပူပေါင်းတာပြည်သူတွေပူပေါင်းတာတော့ဒါလက်တွေ့အကြဆုံးနဲ့အထူးရောက်ဆုံးအလုပ်ပဲလို့ဆိုတော့လက်တွေ့တွေ့လို့ကျွန်တော်ကတော့တော်တော်ကျေနပ်မိပါတယ်အဲ့ဒါအဲ့တော့ TNL လို့အခုလိုမျိုးဆက်နှမျိုးသိမ်းလာတဲ့ဒီအင်အားစုကြီးတပ်ဖွဲ့ကြီးပေါ့နော်ဒီတိုင်းရင်းသား EAO ကြီးရတာအခုစစ်ကော်မရှင်နဲ့စစ်ဆက်ပြီးအပြစ်ရက်လိုက်တဲ့အနေအထားမျိုးလေအခက်ခဲတော်တော်ကြီးလို့ဖြစ်မှာပေါ့ဒီလိုတော့မှဖြစ်တဲ့အနေအထားအခု UNG အောက်ကလို့ပဲဆိုဆို PDF တွေနော်အဖွဲ့အစည်းတွေနဲ့ဟောဟိုသူတို့ရဲ့စုဖွဲ့မှုဟော တရားနယ်လေတောင်မှအခက်အခဲတွေရှိတယ်ဆိုတော့ဒီ PDF တွေနဲ့ရောဘယ်လောက်ထိရင်ဆိုင်နိုင်မလဲလို့ဆရာမြင်လဲအခက်အခဲကြီးနိုင်လားအဲ့ဒါကတော့ကျွန်တော်တို့ဖြစ်စေဖြစ်တင်တဲ့ဟာကိုတကယ်ဖြစ်အောင်လက်တွေ့တိုက်ပွဲကြီးနဲ့စမ်းသပ်ထားပဲလေတနည်းအားဖြင့် NUG ကိုလည်းစမ်းသပ်ထားမယ် NUG ကဒီတစ်ခါအကြီးအကျယ်ဆုံးစမ်းသပ်ခံရမှာပဲလေ तू ကအပေါ်ကဘာမှမပြောဘူးလို့ तू အောက်ကတက်တရားတပ်ပေါင်းစုကြီးနဲ့တိုက်ကြပြီလေနိုင်နာရှုံးနေဆိုတာကတခါနာလေနိုင်ရင် तू ကငါလှုပ်တာငါလှုပ်တာဆိုပြီးတော့လက်မထောင်းပါဘူးဗျာ ရှုပ်ရင်တော့နေလုံးထာနေလုံးထာလို့ပြောကောင်းပြောနိုင်တာပေါ့နော်သို့တော့သူမလိုလားတဲ့တပ်ပေါင်းစုစနစ်တရားတော့အောက်မှာဖြစ်နေပြီသူ့ကိုလည်းစက်တတ်နေတယ်လို့ဒီတိုက်ပွဲကြီးကလည်းပဲသူ့ကိုထားခဲ့ပြီးတော့အပြည့်သူ့ຫນွေဦးတော်လိုင်းကြီးကအရှိန်ဟုန်နဲ့သွားမယ်ခါကြီးကလည်းအစပြိုးပြီးအောင်ပွဲတွေကိုရှိဘူးသွားနေပြီးဒါအထင်ရှားတွေ့ရတယ်ပေါ့ဗျာလက်တွေ့တိုက်ပွဲတွေနေနော်တွေ့ရတော့မယ်လို့ဆိုတာကျွန်တော်တို့တွေ့ပါတယ် ဟုတ်ကဲ့ဆရာတုံးသက်ချက်ကတော့အခု TNL နဲ့စစ်ကော်မရှင်စစ်ဆက်အပြစ်ရလိုက်တဲ့အပေါ်မှာဒီမျိုးဥတော်လိုင်းအင်အားစုတွေကပြန်စုဖွဲ့ပြီးတော့ပို့ပြီးတော့တိုက်ပွဲတွေဟိုပြင်းလာနိုင်တယ်ပို့ပြီးတော့စုဖွဲ့မှုတွေရှိလာနိုင်တယ်ဆရာမျှော်လင့်ထားပါဘောနော်ဖြစ်ဖြစ်တော့မယ်လို့ဆရာယုံကြည်တယ်ဆိုတော့ဒီအနေအထားအပေါ်မှာ NUG အနေနဲ့ကရောဘယ်ခန့်ကဏ္ဍနေပါဝင်တဲ့နယ်တယ်လဲဘာကြီးချန်ပေးတင်လဲဆရာအနေနဲ့ NUG တော့ဒီမှာစိတ်ပါလက်ပါစိတ်ရောကိုယ်ပါဝင်ရောက်ပြီးတော့အားပေးတင်လာပါဗျာဟုတ်လားနိုင်ရင်ငါလောက်တာရှုံးရင်နေလို့လောက်တာဆိုတဲ့သဘောထားမျိုးထားမယ်ဆိုရင်တော့သူလည်းဒေါ်လာကြီးကနေပေးရောက်သွားမယ် ပြည်သူတွေလည်းနစ်နာမယ်ဒီစစ်အာဏာရှင်တိုက်တဲ့ဘူးဒေါ်လာကြီးရှုံနေသွားရင်နောက်တစ်ခါပြန်ပြီးတော့ဒီလိုစုပွဲတိုက်ဖို့ဆိုတာမလွယ်တော့ဘူးဒါကြောင့်လို့ဒီတိုက်ပွဲကိုတော့အနိုင်တိုက်မှာဖြစ်နေမယ်နိုင်လဲနိုင်မယ်လို့ကျွန်တော်ယူတယ်နိုင်အောင်လဲ NUG ကကိုရောစိတ်ပါသူကပတ်စံလည်းရှိတယ်လူအင်ကသူ့ထောက်ခံနေလို့ကြလည်းအများကြီးပဲလေအဲ့တော့ तू ကဖျက်လို့ရတော့ရတယ်ကျွန်တော်တခါလည်းပြောဦးပါဆိုတော့အောင်မြင်အောင်တိုက်ဖို့ကြတော့သူ့မှာဘလောက်အရေးချင်းရှိလဲသူ့ကိုလည်းစမ်းတတ်ထားမယ်လေသူ့ကလူတွေကတော့တိုက်မှာပဲအဲ့ဒါသိကြသွားပြီ โอเคအဲ့တော့မဝေးတော့တဲ့ဒီအခင်းချင်းမှာအခုအပြောင်းလဲကြောင်းဘယ်လိုပုံစံဆရာဖြစ်လာမယ်လို့မျှော်လင့်တာလဲနောက်ဆုံးအနေနဲ့သုံးသပ်ပေးပါဆရာကျွန်တော်ကတော့အကောင်းမြင်ပါတယ်ခု NUG ရဲ့အောက်ခြေအဖွဲ့အစည်းတွေအလဲလက်အဖွဲ့အစည်းတွေပါလာတာကျွန်တော်ຫນွေဥဒေါ်လာရေးမှာ အမနာအားရှိစရာကောင်းပြီးတော့စစ်အာဏာရှင်ဖြုတ်ချတဲ့နေရာမှာတိတိယောက်ဖြစ်တဲ့လုပ်ရလုပ်ကျွန်တော်ဒီလိုပြင်ပါတယ် ဟုတ်ကဲ့ဆရာဦးချင်းပဲကျေးဇူးတင်ပါတယ်အခု TNL နဲ့စစ်ကော်မရှင်အပြည့်ရက်လိုက်တဲ့ပုံမှန်ဟိုဒီຫນွေဦးတော်လိုင်းရဲ့အခန်းကဏ္ဍပေါ့နော်ဘယ်လိုပုံစံစုဖွဲ့ပြောင်းလဲလာနိုင်ကြည်ဦး